င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လည်းရဲ့ညွန့်ကြားချက်အရာရန်ကုန်တိုင်းတွင်မှာရက်ကွက်နဲ့ဂျေးရွာအုပ်ချုပ်ရေးမှုနေရာတွေမှာချက်ပုတ်ပါတီအမကန်တွေနဲ့စစ်တပ်ဘက်တော်သားတွေကိုအုပ်ချုပ်ရေးမှုအသစ်တွေအဖြစ်ပြိုင်နက်တဲ့အပြောင်းလဲလုပ်ပြီးခန့်အပ်တာတွေကို တောက်လျှောက်လှုပ်လာနေရဆိုပါတယ် မကွေးတိုင်းရေစုံမြို့ခလာရ258တက်ကနေတက်ပြောင်းရွှေ့လာတဲ့အချက်ဖက်စကောင်းစီတက်ကဘိုကြီးဇော်လင်းဆိုသူရဲ့တစ္စည်းတွေနဲ့အိမ်တော်ပရိဘောဂတွေပါကာရစီနဲ့အတူရှေ့ထဲမှာတည်သွားတဲ့စစ်သားမိသားစုဝင်နှစ်ဦးကိုပါတော်လန်ရေးတက်တွေကအရှင်ဖန်စီရမိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မေအွန်လိုင်းရဲ့ညွန်ကြားချက်အရရန်ကုန်တိုင်းတွင်းမှာရက်ခွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှုနေရာတွေမှာ ကျပ်ပေါ်ပါတီအမဂန်တွေနဲ့စစ်တပ်ဘက်တော်သားတွေကိုအုပ်ချုပ်ရေးမှုအသစ်တွေအဖြစ်တပြိုင်တည်းအပြောင်းလဲလုပ်ပြီးခန့်အပ်တာတွေကိုတောက်လျှောက်လှုပ်လာနေတယ်လို့ရန်ကုန်ခေတ်ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကသူတို့အသစ်ဖွဲ့မဲ့ရက်ကျေးပြည်သူလုံခြုံရေးအဖွဲ့တွေမှာအဓိကအဖြစ်စစ်တပ်ကိုတစ်ဆာခံတဲ့သူတွေပဲဖြစ်ရမယ်ဆိုပြီးစစ်ကောင်းစီအဖွဲ့တွေကိုညှို့ချထားတယ်လို့အခုက30ရက်နေ့ကဆိုရင်ဘကိုးတိုင်းစစ်ကောင်းစီအဖွဲ့တွေနဲ့တွေ့ဆုံတဲ့အချိန်မှလဲသူကိုယ်တိုင်ထည့်သွင်းပြောဆိုပြီးညှို့ချသွားပြန်တယ်လို့ ဘကိုးတိုင်းသတင်းအကြီးမြစ်ကပြောထားပါတယ်။အဲ့ဒီလိုအချက်ဖတ်မင်းအွန်လိုင်းရဲ့ညွန်ကြားချက်အတိုင်းလက်ရှိမှာတော့ရေကုန်တိုင်းတွင်းမှာဆိုရင်ရက်ကွက်နဲ့ကျင်းရအုပ်ချုပ်ရင်းမှုနေရာတွေမှာကျက်ဖို့ပါတီအမာကန်တွေနဲ့စစ်တပ်ဘက်တော်သားတွေကအုပ်ချုပ်ရင်းမှုအစ်စ်တွေအဖြစ်တပြိုင်နက်ထက်အပြောင်းလဲလုပ်ပြီးခန့်အပ်တာတွေကိုတောက်လျှောက်လှုပ်လာနေတယ်လို့ရေကုန်ခစ်တည်းရဲ့သတင်းအကြီးမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မကွေးတိုင်းရေစကြိုမြို့ခလာရ298တက်ကနေတက်ပြောင်းရွှေ့လာတဲ့အကြံဖက်စစ်ကောင်စီတက်ကဗိုလ်ကြီးဇော်လင်းဆိုသူရဲ့ပစ္စည်းတွေနဲ့အိမ်တော်ပြိဘောကတွေပါကားတစ်စီးနဲ့အတူရှေ့တန်းမှာထေသွားတယ်စစ်သားမိသားစုဝင်နှစ်ဦးကိုပါတော်လန်ရစ်တက်တွေကအရှင်ဖန်းစီရမိထားတယ်လို့ Southern's YSOPD တပ်ဖွဲ့ရဲ့တာဝန်ခံကိုအောင်မောင်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စတေမလာတရနေ့ဖြစ်တဲ့မနေ့ကပဲ ရည်ကြိုမြို့ခလရ298တက်ကနေတပြောင်းရွှေ့လာတဲ့အချက်ဖက်စကောင်စီတက်ကဗိုလ်ကြီးဇော်လင်းဆိုသူရဲ့ပစ္စည်းတွေနဲ့အိမ်အောင်ပြိဘောကရီပါကန်တာကတ်ဇီကိုတော်လိုင်းရေးတက်တွေကလမ်းကနေဖြတ်ပြီးဖမ်းဆီးထိန်းသိမ်းခဲ့တယ်ဆိုပါလေအဲ့ဒီကားနဲ့အတူရှမ်းမြောက်ဒေသမှာသေသွားတဲ့စစ်သားမိသားစုဝင်နှစ်ဦးကိုပါတော်လိုင်းရေးတက်တွေကအရှင်ဖမ်းမိထားပြီးကားပေါ်မှာပါလာတဲ့ပစ္စည်းတွေမှာလေဗိုလ်ကြီးဇော်လင်းဆိုသူရဲ့အိမ်အောင်ပြိဘောကပစ္စည်းတွေအပြင်ဗိုလ်ကြီးဇော်လင်းဆိုသူရဲ့ဗန်စာအုပ်တွေတက်တွင်းအပေါင်ခံကတ်တွေ မင်္ဂလာဆောင်မတန်းပုံတွေနဲ့ဗိုလ်ကြီးဇော်လင်းရဲ့ကိုကြီးကိုတာရီးစားစာတွေပါတော်လန်ရေးတက်တွေကတိမ့်စီရရှိထားပြီးပစ္စည်းတင်လာတဲ့ကားကလည်းစစ်ကောင်စီတပ်ကခိုးကြောင်ခိုးကွက်အပုံးပြူနေတဲ့ကားဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီကားကိုပါတော်လန်ရေးတက်တွေကလုပ်ငန်းစဉ်တုံးဖို့တိမ့်စီလိုက်ပြီးဖြစ်တယ်လို့ Southern Wires O PDF တပ်ဖွဲ့ရဲ့တာဝန်ခံကိုအောင်မောင်းကပြောထားပါတယ်ဖန်စီရရှိထားတဲ့စစ်သားမိသားစုဝင်နှစ်ဦးကိုတော့မြေပြင်တည်င်းအချက်လက်နဲ့တိုက်ဆိုင်ဆစ်ဆေးပြီးအပြစ်မရှိရင်ပြန်လွတ်ပေးမှဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ တစ်ဖက်မှာလေစကိုင်းတိုင်းကထိကြိုက်မြို့ကိုတက်လာတဲ့အကြံဖက်စစ်ကောင်းစီတက်ရဲ့စစ်သင်းမုံ၅စီးကို GAI နဲ့ PDF ပူးပေါင်းတက်တွေကတိုက်ခိုက်ချိန်မုံရမှာနှစ်ထပ်စစ်သင်းမုံ၂စီးထိခိုက်ပျက်စီးသွားပြီးကျန်တဲ့၃စီးကရေလဲမှာရက်သွားတယ်လို့တော်လန်ရေးတက်တွေကဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်စတေမလာ၁ရက်နေဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတိုက်ပွဲပြင်းထန်နေတဲ့ထိကြိုက်မြို့ဘက်ကိုမြကဲတလျှောက်ကျေးရွာတွေဘက်လက်နက်ကြီးနဲ့ပစ်ခတ်ပြီးတက်လာတဲ့ အချမ်းပါစကောက်စီရဲ့စစ်သင်းမော၅စီးကိုထိကြိုင်တဲ့မြတောင်အကြမ်းမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာနှစ်သက်စစ်သင်းမော၅စီးကိုပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာစစ်ကောင်စီရဲ့နှစ်သက်စစ်သင်းမော၅စီးကတော့လက်နက်ကြီးတွေပါထိမှန်ထားပြီးပျက်စီးသွားသလိုနောက်ထပ်စစ်သင်းမော၃စီးဟာလည်းရေလဲမှာရက်သွားတဲ့အပြင်အဲ့ဒီ၃စီးကိုပါ KIA နဲ့ PDF ပူးပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်ချေမှုနေတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိစစ်ရေးတင်းမာနေတဲ့ထိကြိုင်မြို့မှာ အချက်ဖတ်စကောင်းစီတက်ကရေချောင်းအပြင်စတင်ဘာလ၁ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်တိုက်လီရင်ထဲမှာလာပြီးဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တစ်ဖက်ကရတားပြည်သူတချို့လည်းထိခိုက်သေဆုံးမှုတွေရှိထားတယ်လို့သိရပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့မြန်မြုံနယ်မှာရှိတဲ့ပြူစော့တီဂျေးရွာတွေကို PDF တပ်ဖွဲ့တွေကရိတ်ခါလမ်းကြောင်းတွေပါဖျက်တောက်ပိတ်ဆို့ထားတဲ့အတွက်အချက်ဖတ်စကောင်းစီတက်ကအဲ့ဒီပြူစော့တီရွာတွေကိုလေကြောင်းနဲ့တာရိတ်ခါတုတ်တွေဇက်တိုက်ကျဲချပို့ဆောင်ပေးနေရတယ်လို့လဲ ပခောက်ကူခရိုင်အမှတ်15တရင်တာဝန်ခံတဦးကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိမြေပြင်မှာဆိုရင်လည်းမြန်မြုတ်နယ်ကပြူစော့တိခြေရွာတွေကို PDF တပ်ဖွဲ့တွေကအဖက်ဖက်ကနေဖြတ်တောက်ပိတ်ဆို့ထားပြီးတွင်မှတရက်ကန်တရက်ကွစမှုနစ်ကန်နီစတဲ့ပြူစော့တိရွာတွေအတွက်စစ်ကောင်စီတပ်ကရိတ်ခါလာပို့တဲ့စစ်ရင်ဒဏ်တွေမှန်သမျှကိုလည်းဒေါ်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ထားနိုင်တဲ့အတွက်အဲ့ဒီပြူရွာတွေမှာစားစရာမရှိရိတ်ခါပြတ်ပြီးငက်ပြတ်နေတဲ့အခြေအနေအထိဖြစ်နေကြတယ်ဆိုပါတယ်။အဲ့ဒီလို့ စကောင်စီကမြေပြင်ကနေလာလို့မရတော့တဲ့အတွက်လင်းရင်နဲ့သာအဲ့ဒီမြန်မြုံနယ်ပြည်စော်တီခြေရွာတွေကိုရိတ်ခါဒုတ်တွေဇက်တိုက်လာရောက်ကြဲချပို့ဆောင်ပေးနေရပြီတပတ်ကသူတို့ကြဲချပေးခဲ့တဲ့ရိတ်ခါဒုတ်တွေတဲကအထောက်90ကျော်ကိုလည်းတော်လန်ရေးတက်တွေကတာတင်းစီရရှိခဲ့တာတွေလည်းရှိထားတယ်လို့သိရပါတယ်ခင်ဗျာဒီတခါရန်ကုန်မြို့မှာတော့ကမာရုံမြို့နယ်ရဲစခန်းကရဲတွေဟာအရတားအသွင်ယူပြီးလှဲဒန်းလမ်းစုံအိန္ဒိယကမ်မောင်အပါဝင် ကမာရွတ်မြို့နယ်အတွင်းကလူငယ်တွေကိုဖမ်းဆီးငွေညှင့်မှုတွေလှုပ်ဆောင်နေပြီးငွေမပေးရင်စစ်တပ်ထဲသွင်းမယ်ဆိုပြီးတော့ပါချိန်ချောက်နေတယ်လို့ဖယဲသည့်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ကမာရွတ်မြို့နယ်ရဲစခန်းကရဲတပ်ဖွဲ့ဝင်စုံမင်းပိုင်ဦးဆောင်တဲ့အပေါင်းပါရဲလေးဦးဟာအထက်ကတာဝန်ပေးချက်အရအရသာအသွင်ယူပြီးကမာရွတ်မြို့နယ်ထဲမှာဆန္ဒပြပွဲတွေမဖြစ်အောင်ဆိုပြီးတော့လူငယ်တွေကိုတားဆီးစစ်ဆေးဓာတ်တွေလုပ်နေရမှာအဲ့ဒီအသွင်ယူထားတဲ့ရဲတွေက လူငယ်တွေကိုဖမ်းဆီးပြီးတာနဲ့မိသားစုတွေစီကိုငွေကျပ်30ချီတောင်းရမ်းပြီးတော့ငွေညစ်တာတွေလုပ်နေတဲ့အပြင်ငွေမပေးရင်စစ်တပ်တွေသွေးမယ်ဆိုပြီးတော့ပါချိန်ချောက်နေတယ်လို့ရဲတရင်ရင့်မြစ်ကပြောထားပါတယ်။အဲ့ဒီကမာရွတ် yes ကန်ကနေအယသအသွင်ယူထားတဲ့ရဲလေးဦးဟာလက်ရှိမှာလှဲတန်းလမ်းဆုံးအင်းအားကံပေါင်းအပါဝင်ကမာရွတ်မျိုးနဲ့အမှတ်9ရက်ကွက်အမှတ်4ရက်ကွက်အမှတ်3ရက်ကွက်ဘတ်တွေမှာပါလူငယ်တွေကိုပြစ်မှတ်ထားပြီးငွေညစ်တာတွေလုပ်ပြီးတော့အဲ့ဒီရဲတပ်ဖွဲ့ဝင်စုမင်းပိုင်ဦးဆောင်တဲ့ရဲလေးဦးကရတဲ့ငွေတွေကို မြို့နယ်မှုစခန်းမှုနဲ့စစ်တပ်ကလုံခြုံရေးအရာရှိတွေစီကတော်ဂျေးလို့ခေါ်တဲ့ဂါဂျေးပုံမှန်လစဉ်ပေးထားတဲ့အတွက်ကမာရုံမြို့နယ်မှာဆက်လက်တည်မြဲနေပြီးငွေညစ်တောင်းရန်တာတွေတောက်လျှောက်လုပ်နေတာဖြစ်တယ်လို့လည်းရဲတပ်ဒင်းရင့်မြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ